ာရှိတဲ့ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲခြင်းနဲ့ဆိုရင်တော့ဒီနေ့ရှင်းပြပေးမယ်50 30 20 rule ကိုသိချာလေ့လာနိုင်ပါတယ်ဒီနည်းလမ်းလေးကအခြေခံလေးကြတဲ့အသုံးလေးများပြီးတော့အရင်လေးရိုးရှင်းတယ်သူ့ရဲ့အဓိကအချက်ကဘာလဲဆိုတော့ကိုရရှိတဲ့တလဝင်ငွေရဲ့90ရာခိုင်နှုန်းကိုကိုမိသားစုရဲ့အခြေခံလိုအပ်ချက်တွေမှာအသုံးပြုမယ်ကိုရဲ့ကားပေးမယ့်နေအိမ်လားခါတွေတခြား insurance တွေကျန်းမာရေးအတွက်လိုအပ်တာတွေဒီအချက်တွေမှာသုံးမယ် နောက်ထပ်30%ကိုကြာတော့ကိုဘွားตายပျော်ရှင်ဖို့အတွက်အသုံးပြုမယ်။ခီးရီသွားမယ်။အပြင်မှာသွားစားမယ်။ကိုရဲ့မိသားစုနဲ့အပျော်ပါလုပ်တဲ့အခါမှာသွားတဲ့အခါလေးမှာအသုံးပြုမယ်။နောက်ကျန်တဲ့20%ကိုကြာတော့ရင်းနှီးမြှုပ်နှံမယ်၊စုမယ်။နောက်ပြီးတော့ကိုမမကောင်းတဲ့အကျွေးတွေရှိရင်ဒီအကျွေးတွေပေးဖို့အတွက်ကိုအသုံးပြုခြင်းဖြစ်ပါတယ်။အဲ့တော့ဒီနီးလန်းလေးကဘယ်လိုလဲဆိုတော့ကိုကကြောဝချမ်းသာအောင်ကိုဘွားကိုစူးစမ်းတည်ဆောက်နေတဲ့အချိန်မှာကျန်တဲ့အရာတွေကိုလည်း balance ဖြစ်အောင်လို့သူက ညတာအောင်လုပ်ပေးထားတဲ့ဒီစနစ်ကလေးတစ်ခုပါအဲ့ဒါကြောင့်မလို့ဒီနီလန်းကို ပထမဆုံးတလ33ကြီးအဆင်ပြေတယ်ဆိုရင်နောက်လာတွေနောက်လာတွေမှာ73သွားဒီလိုနဲ့အစည်းကရှိရှိနဲ့ကိုယ့်ရဲ့ငွေကြေးကိုစီမံခန့်ခွဲမယ်ဆိုလို့ရှိရင်ရေရှည်မှာကိုယ့်အတွက်ကြိုးကျစရိအများကြီးရရှိနိုင်ပါတယ်